စစ်ကောင်စီစစ်ကြောင်းဟာကြောင်မဲနဲ့အနည်းဆုံးကိုရောက်ရှိလာပြီးဖြစ်ပြီးတိုက်ပွဲကဆက်လက်ပြင်းထန်နေပါဗျ။ TNL ဘက်ကတော့မြို့လက်မလွတ်ရရေးအကောင်းဆုံးခုခံကာကွယ်နေရလို့ TNL ရဲ့ပြောခွင့်ရလွှတ်ရေးဦးကပြောပါရယ်ထပ်အောင်သတင်းပေးပို့ထားပါရယ်ရှင်။ TNL ထိန်းချုပ်ထားတဲ့ကြောင်မဲကိုဥတီထိုးစစ်ဆင်နေတဲ့စစ်ကောင်စီတပ်တွေဟာကြောင်မဲမျိုးနဲ့ပုံနီးလာပြီးစကန်းသာရွာအထိရောက်နေပြီလို့ TNL ဘက်ကပြောပါရယ်။နောင်ချိုကိုပြန်ပြီးသိမ်းပြီးတဲ့နောက်စစ်ကောင်စီကကြောင်မဲကိုဆက်လက်ဥတီနေတာဖြစ်ပြီးကြောင်မဲထိုးစစ်ဟာတလဝန်းကျင်ကြာပြီလည်းဖြစ်ပါရယ်။လက်ရှိမှာတော့နားရခန်းနဲ့ရှုခင်းသာဘက်မှာတိုက်ပွဲကစပီးပြင်းထန်နေတယ်လို့သိရပါရယ်။စစ်ကောင်စီကမြေပြင်တာလွန်အင်အားတွေတုံးနေတယ်လို့လက်နက်ကြီးလေးချောင်းနဲ့ဒရုန်းတွေကိုလည်းအများပြအသုံးပြုနေတယ်လို့ TNL ပြောခွင့်ရလွှဲရေးဦးကား TV ကိုပြောပါရတယ်။ လောလောဆယ်မှာတော့ကျမတို့ TNA နဲ့စစ်ကောင်စီတပ်တွေဒီအကြောင်းမဲမြို့နိုင်ခံပတ်မှာတော့တိုက်ပွဲတွေပြင်းထန်နေတာဖြစ်တယ်။အဲ့ဒီစကန်ဒါဘက်မှာတော့တိုက်ပွဲတွေပြင်းထန်နေတာမျိုးရှိပါတယ်။ဟုတ်ကဲ့တိုက်ပွဲကတော့တော်လေးပြင်းထန်ပါတယ်။စစ်ကောင်စီဘက်ကဒီလေကြောင်းဖြင့်တော့ကောင်းပွန်ကျတိုက်ခိုက်တာမျိုးတွေရှိတယ်။ပြီးတော့လက်နက်ကြီးတွေပြီးတော့ drone နဲ့တုံ့ပြုပြီးတော့မှတိုက်ခိုက်တာမျိုးတွေရှိပါတယ်။စစ်ကောင်စီဘက်ကတော့အကြောင်းမဲစီရေးဝင်ကို ခုချိန်ထိလည်းအင်အားတွေထပ်ပြီးဖြစ်တည်နေဆဲဖြစ်တယ်လို့လည်း TNL ပြောခွင့်ရကပြောပါရယ် TNL အနေနဲ့ကတော့ကြောင်မဲမျိုးမကြစေဖို့အတွက်အပြင်းထန်ခုခံကာကွယ်နေတယ်လို့လည်းဆိုပါရယ်လက်ရှိအချိန်ထိကတော့ကြောင်မဲမျိုးကိုထိန်းချုပ်ထားဆဲဖြစ်တယ်လို့လည်းဆိုပါရယ်လောလောဆယ်ကတော့တိုက်ပွဲကတော့တလားအနိပါရှိတော့မှာပေါ့လေနော်လောလောဆယ်ကတော့ကျမတို့ခုခံပြီးတော့ကကွယ်နိုင်ပါသေးတယ်ဒီနောက်ပိုင်းကတော့တိုက်ပွဲဒီဆက်လက်ပြန်ထပ်လို့ရှိပါတယ်။အော်ဆိုတော့ကတော့ကျမတို့ဘက်ကတော့တက်နိုင်ဆုံးခုခံကကွယ်မှုနဲ့လဲဆောင်ရွက်နေပါတယ်။ စစ်ကောင်စီကတော့ကြောင်မဲမြို့နယ်ကိုပါရွေးကောက်ပွဲလုပ်ဖို့အတွက်ကြေညာထားတာပါဒါကြောင့်ကြောင်မဲကိုစစ်ကောင်စီအနေနဲ့မြန်မာကပြန်တိုက်နေတာဖြစ်ပါတယ်စစ်ကောင်စီကတော့ကြောင်မဲအပြင်တီဘောကိုပါတဆက်တဲ့ထိုးစစ်ဆင်မှုတွေပြင်ဆင်နေတဲ့အခြေအနေလို့စေးလစ်လာသုံးသပ်သူတူဖြစ်တဲ့ CDM ဗိုလ်ကြီးကိုစင်ရောကလည်းပြောပါတယ်ကျွန်တော်ထားအောင်ပါ